မင်္ဂလာပါခင်ဗျာဆရာသူဆရာညိုထွန်းလို့ရေးသားတော့ငိုရသူလို့အမည်ရတယ်ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာငိုရသူတင်းရှိက မော်တော်ကားရက်တန်နဲ့မရှိမနှောင်းပါလေးပင်ကားပေါ်ကဆင်းလာသည့်အကြီးလေးတင်ကိုမမျော်လင့်မဲတွေ့လိုက်ရ၍တန်တအောဖြစ်သွားရလေသည်ရွာနှင့်အဆက်ပြတ်နေတာကြာပြီဖြစ်၍အမေနှင့်တက်တူရွယ်တူ ရွာမှာတယောက်မှမရှိတော့ဟုထင်မှတ်ထားသည်ကိုပြီးတော့အသက်60ဝန်းကျင်အရွယ်နှင့်မန္တလေးကို အရောက်လာနိုင်သောအကြီးလေးတင်းဤစိတ်ကိုအံ့ဩရှိကြမိလာသည်။ရိုင်နှင်းနှင့်ခန္ဓာကိုယ်လေးသည်မပေးမှအတွဲကိုမရှိ၍မဖြစ်။ဤသို့ဖြင့်စိတ်သာရှင်သောဖျားဟောဤဆိုသည့်အတိုင်းစိတ်ဆောင်ထားသောခန္ဓာကိုယ်လေးသည်အကူအတွဲဖြင့်ကျွန်တော်အိမ်ထဲသို့အရောက်လာနိုင်ခဲ့လေပြီ။ တတောင့်တတာရှိဖို့အတွက်ဧခန်းထဲကစတိခုံတစ်လုံးမှာနေရာရှာပေးတော်လဲငင်းဆန်သည်ကွက်ပြစ်ပေါ်မှာထိုင်တော့မဲဟုပြော၍သူ့စိတ်ကြိုက်လိုလိုက်ရသည်အင်းဤဧခန်းကအတန်အသင့်ကျယ်ဝန်းပါသည်ညအချိန်တီဝီဇလန်းကောင်းနေရင်နဘေးအိမ်တွေကပါလာရောက်အားပေးကြ၍စတိခုံတွေနှင့်ကွက်ပြစ်ပေါ်မှာလူအပြစ်ရှိတတ်သည် ပွင့်ရတရက်ထဲလုံးကြီးနှင့်တရုတ်ပိဿအင်းကြီးပါပါဝတ်ထားသည့်ရီလေးတင် ပခုံးပေါ်မှာရှီတပတ်ကျန်းကလေးတင်ထားလျက်ဇယားကအနံ့ယူသွားပြီးဖြစ်၍သူတကောလုံးပါပါလက်လက်သာ ရှိတော်သည်တကောင်းလုံးသပင်နေဖွေးဖြူနေပြီးမျက်တွင်းဟောက်ပတ်မျက်နှာတကူလုံးအသားရည်တွေကအီအီတွဲတွဲတွန့်သည့်နေရာတွန့်ကိုရည်သည့်နေရာကိုမေးဆိုင်ကြည့်နေသည့်အယောင်မွဲမွဲမျက်လုံးတွေကကျွန်တော်အာမြင်မမြင်ပါမလားမသိမင်းနဲ့ကွဲနေနိုင်လိုက်တာ ရွာကိုတစ်ခေါက်တစ်ချင်းတောင်ပြန်လာဖို့မရဘူးနော်။ရွာမှာလည်းတို့အရွယ်တွေတဲကငါတယောက်ပဲကြံတော့တာပါကွယ်။ငါလည်းတည်ဖို့နီးလာပါပြီ။ဟောဒီနေရာလေးရောက်တော့မတ်တင်ညွန့်ကိုတတိယလိုက်တာ။ခရီးရောက်မစားအကြီးလေးတင်ငိုလေသည်။အိမ်ထဲရောက်ရင်းမှအမောမဖြစ်နိုင်။ကွယ်လွန်သွားချသည့်အမေကိုလွမ်းစိတ်ဖြင့်အောင်းအီးထားရသမျှယခုမှ အတိုးချငိုနေသည်ကိုကြည့်ရင် စိတ်မကောင်းဖြစ်သွားရသည်။ အကြီးလေးတင်သည်အမေအကြောင်းပြောလဲပြောငိုလဲငိုကျမ်းပြင်ပေါ်မှာဘဲဘက်လက်ဖြင့်ထောက်၍ခတ်ဆောင်ဆောင်ထားရင်သူ့ညာဘက်လက်ကကျမ်းပြင်ကိုငင်းငင်းတာတာတို့နေလျက်ဟောဒီနေရာလေးကို ရောက်တော့တဲ့ငင်းနေရင်လွန်ခဲ့သည့်ဆယ်နှစ်ကကွယ်လွန်သွားသော အမေကိုတတိရလိုက်သည် ဟုတ်တာပေါ့တခါကအမေနဲ့အကြီးလေးတင်တို့ထိုင်၍စကားပြောကြသည် ဟောဒီကွက်ပြစ်နေရကလေးကိုကျွန်တော်မေးလျော့နေမိပါ၏အမေမစုံးခင်တနေ့ကမန္တလေးသို့အကြီးလေးတင်တစ်ခေါက်လာခဲ့ဘူးသည်ဟုတ်တော့အကြီးလေးတင်ဆိုင်းမစင်ပုံမစင်ရုံစားချင်းရောက်လာသည့်အကြီးလေးတင်ကိုတွေ့လိုက်ရ၍အမေမှာအံ့ဩဝမ်းသာ၍မစုံထိုအချိန်ကမှတ်မှတ်ရရနာနဲ့ဆယ်နာရီလောက်ပဲရှိပါအောင်မီတဦးကိုတဦးအပြုံးတွေအရဲတွေကူးစီးပြီးပျော်ရွှင်နေကြသည်သူတို့နေရောက်အချက်ကိုမြင်ရ၍ကြည်နူးမိသည် နှစ်ယောက်သာကွက်ပြစ်ပေါ်မှာအေးအေးလူလူမျက်နှာချင်းဆိုင်ထိုင်ကြသည်သူတို့နှစ်ယောက်အလဲမှာတော့လက်ဖက်စီဆန်း၍နဘေးမှာကြက်သွေဖြူကြောနည်းနည်းပုံထားသည်လက်ဖက်ဗကံများကတရှက်ပြောလိုက်ကြသည်ရွာအကြောင်းရက်အကြောင်းလက်ဖက်စီဆန်းကိုမြုံလိုက်ကြက်သွေဖြူလေးဝါလိုက်ဖြင့်ရွာထိတ်မှရွာပြားရွာဤအရှိချမ်းအနောက်ချမ်းမြောက်ချမ်းတောင်ချမ်း ရှိသည်မြနှင့်တတိယသည်မြအာလုံးတခုမျှမကြံအောင်ပြောကြသည်တခါတည်းရန်အတိတ်အကြောင်းကိုလှန်လို့၍စမုံပြန်ကြသည် ပြောနေရင်တယောက်ကမေတော်တယောက်ကစကားအဆဖော်ပေးသည်ဤသို့ဖြင့်အတိုင်အဖောက်ညီသောစကားဝိုင်းသည်ညနေဆောင်မှအဆုံးတတ်နိုင်ကြသည်အရေးလေးတင်နောက်နှစ်လာခဲ့အောင်တော်အေးပါကောင်းပါရဲ့လာရပါအောင်မယ်ပြောရမယ့်စကားတွေစုထားလိုက်အောင်မယ်တော် အမပါနေသည့်အမေကို ကြည်ရင် ပြုံးပြုံးကြည့်ပြောလိုက်သည်အမေအပေါ်မှာရှိသည့်အကြီးလေးတင်ဤတန်ရောစင်ကကြီးမားလာသည်မြို့သည်မှာတဲ၍တကူတကန့်လာရခြင်းဖြစ်သည်မော်တော်ကားကအသွားပြန်စေးကနဲတာမဟုတ် သူ့မှာတမီးနှစ်ယောက်ရှိသည်မြို့သည်မှာလက်သမားလုံနေသည့်ကိုကံဝင်းကတမီးငယ်မကျင်လှရက်သားသူမြေးအိမ်မှာတဲ၍အဲဒီကတရားရောက်ကိုအမေစီတို့လိုက်ဖို့ခိုင်းတတ်သည် ယခုလေကိုကံဝင်းဤသားအငယ်ကောင်နဲ့အိမ်ကိုရောက်လာခဲ့ပြန်ပြီ။သို့တော်စကားပြောဖို့ပြောဖက်ကအမေမရှိတော့ပြောစရာစကားတွေမိသူကို ပြောရတော့မည်နည်။စီးအံကြလာသည့်မျက်ရည်များသည်သူပြောချင်သည့်စကားတွေသာဖြစ်ပါလိမ့်မည်။ပခုံးပေါ်ကတပည့်ချမ်းကလေးနှင့်မျက်ရည်တို့ကိုတို့ကတို့ကတရှုံ့ရှုံ့ငိုနေသောအကြီးလေးတင်။မိုးတံတွေထဲမှာ အမေအကြောင်းပါသည်။အဖေအကြောင်းပါသည်။ နားထောင်ရင်ရင်ထဲသို့ကြေကွဲဝမ်းတဲ့စိတ်တွေတိုးဝင်၍လာခဲ့သည်စတီခုံနေပေါ်မှာထိုင်နေကြသည့်သမီးနှစ်ယောက်ကနားမလည်နိုင်သလိုမေးကြည့်နေကြသည်တက္ကသိုလ်ကဘွဲရပြီးပြင်မတင်တန်းတွေတက်နေကြသည့်သူတို့အဖို့အထူးအဆန်းဖြစ်နေသည်ဟန်အကြီးလေးတင်လက်ဖက်သုံးဆောင်ပါဦးမိဘခန်းထဲမှ ထွက်လာသည့်ဇနီးတဲ့ကစိတ်အာယုံပြောင်းလို့ပြောင်းညာပြောသည်ဗကံပြားထဲမှာတော့သူအကြိုက် လက်ဖက်စည်းစမ်းနှင့်ကြက်တုံဖြူကျော်တို့ရတွင်လက်ဖက်ပကံကအကြီးလေးတင်အလွမ်းကိုမြင့်တင်ပေးလိုက်သလိုဖြစ်သွားသည် အမေကိုတိုး၍တတိရသွားစေသည် အမေနှင့်တို့နေခဲ့ကြသည့်အချိန်ကာလများတဦးနှင့်တဦးသုံးလုံးတင်သည့်အလွမ်းတန်ရောစဉ်အနောင်အဖွဲအကြီးလေးတင်ငိုသားများသည်ကျွန်ုပ်အားရွာစီသို့ဆွဲခေါ်သွားပါလေတော့သည် အမေနဲ့အကြီးလေးတင်ကငယ်ငယ်ချင်းလည်းဖြစ်ညီအမနဲ့တော်သည်သူတို့နှစ်ယောက်ကငငယ်ကလေးကအတူစားအတူသွားအတူဆော့ကစားခဲ့ကြသလိုနေဝင်မိုးရှုပ်တော်မှလမ်းခွဲ၍ကို့အိမ်ကိုပြန်ကြသည့်နှစ်ဝန်းခွဲညီအမများဖြစ်ကြသည် အပြိုမောင်ရွယ်ရောက်တော်လဲရေခတ်ထင်းခွေပဲနှုတ်ဝါကောက်နှစ်ဦးသားတပူးတွဲတွဲမခွဲမခွာအကြီးလေးတင်ကရွာဖြားမှနေသည်ရွာလေကြီးအမေအိမ်နဲ့နည်းနည်းလှမ်းသည် သို့တော်နနက်လင်းလာရင်အမစ်အိမ်တို့အကြီးလေးတင်ရောက်လာခဲ့ပြီတခါတရံအချိန်တန်၍မရောက်လာခဲ့လျင်ပင်လယ်ပင်ညောင်ရိုးဖြစ်မတဲ့အမေမျှော်လေးရှိသည်ထို့နောက်လုံလန်းစားအလုပ်တွေကိုပြစ်ထားခဲ့ပြီးအကြီးလေးတင်အိမ်ဘက်သို့သွားတတ်သည်ဒီနယ်တန်ရောတင်ကြီးမားလာသောတငယ်ချင်းညီအမတွေဖြစ်သည်အကြီးလေးတင်၏နာမည်အပြစ်ဆုံးကဒေါ်မဲတင်သဘောကောင်းသည် အမေကိုအနွန်တာခံသည် သူခင်ပုံဥပေါကျော်ကလည်းလူယိုးလူအေးကြီးညနေမှာတော့ထရေကလေးမော်တက်သည်အမူးလွန်နာမျိုးကြုံခဲ့ရပေမဲ့တခါတရံတောက်တာလို့တိတက်ပိုးသွားလျင်သွေးဆိုးပြီးအကြီးလေးတင်အားရိုက်တက်သည်အေကဲတို့ဖြစ်လာလျင်လည်းအကြီးလေးတင်ဘာမှပြန်မပြောရိုက်သမျှကိုကြောခင်း၍ခံသည်တားကိုတခင် လင်းကိုဖျားဟုတတ်မှတ်ထားသည့်အကြီးလေးတင်သူတငယ်ချင်းအမေပေါ်မှာကောဘာမှမထူးပါ အမေဆူသည်မြငေါသည်မြကိုပြုံပြုံလေးဖြင့်ငြိမ်၍နားထောင်နေတတ်၏အမေသည်တတ်တူရွယ်တူမို့သူ့ကိုမဲတင်းဟုခေါ်သည် ကောင်မားဆိုသောအတုံးလုံးသည် သူတို့နှစ်ဦးကြားတွင်အင်မတန်မှရင်းနှီးမှုကိုပေါ်လွင်အောင်ဖော်ပြနေသောစကားရက်ပင်ဒေါ်မဲတင်းသည် ကျွန်တော်၏အကြီးလေးဖြစ်သည်အကြီးလေးတင်းကျွန်တော်ခေါ်သလိုအဖေကနားရွေးခေါ်သည်ဖြင့်အမေမမနေတာတော့ပဲသူ့လေတံကိုပြောင်း၍အကြီးလေးတင်ဖြစ်သွားခဲ့သည် ကျွန်တော်စနစ်သားရွယ်တွင်ကျွန်တော်တို့မိသားစုမန္တလေးသို့ပြောင်းလာကြ၍ရွာနှင့်ဝေးခဲ့တော်လဲအကြီးလေးတင်ကတော့ကျွန်တော်စိတ်ထဲမှာအမြဲတမ်းရှိနေသည်ဒီလိုဖြစ်လာအောင်လဲအမေကကျွန်တော်နှလုံးသားထဲသို့တံမိုးဆွဲပေးထားခဲ့သည်အမေသည်စိတ်လွန်လဲရရှိချိန်မှာသူတို့နှစ်ယောက်ဤငယ်ဘဝအကြောင်းကိုပြောပြလေရှိသည်ခဏခဏပြောပန်များလာသောအခါပြောသည့်အကြောင်းအရာတွေကအကြောင်းထပ်ကုန်သည်သို့တော်မြေတို့ပင်ပြောစကားတွေထပ်ပါသည် အောင်မြင်သွားပါသည်ဖန်တရားထက်နေပါတော့လေအမေဒီပြောမဲပြောရွာနဲ့အကြီးလေးတင်ကို လွမ်းစမြင်ဒီတော့ဒီအကြောင်းတွေကိုပြောရင်အကြီးလေးတင်ကို လွမ်းနေခြင်းဖြစ်သည်ထိုလွမ်းသည် ကျွန်တော်ရင်ထဲကိုကူးဆက်သွားခဲ့သည် စိတ်လုံးလန့်ရဖြစ်တိုင်းအမေပြောပြသည့်သူတို့ငယ်ဘဝအကြောင်းတွေသူတို့ငယ်ငယ်တုန်းကရွာကိုလာကသည့်မင်္ဂလာဦးအောင်မောင်နှင့်ဦးဖိုးစိန်ဇတ်တို့ကိုကြည်ရသည့်အကြောင်း ရွာအရှိကချမ်းသာကြီးဖျားဆုံးလောင်းပွဲမှာနှစ်ယောက်သားလုံကြီးစင်တူဝေး၍သွားကြတော့အဖွားတောင်းတဲ့အိမ်ကခွေးလိုက်ဆွဲ၍ထွက်ပြေးခဲ့ရသည့်အကြောင်းဒေါ်အေးခင်ကြီးတဦးကလေးမွေးတော့မှာမို့ဘိုင်းနာတာကိုရိုးရိုးဘိုင်းနာတာမှတ်၍အိမ်သာသွားတတ်တာအကြီးလေးတင်အတီစောပြီးအိမ်သာတဲကအမြန်ခေါ်ထုတ်လာခဲ့ရတဲ့အကြောင်းလုံးမဟုတ်ရင်အခုလူပြိုဖားဖားကြီးဖြစ်နေသည့်ဖိုးကလား လူရောကလည်းသူ့ရောက်မလာပဲရှေးတွင်းထဲသို့ကြာ၍တည်နေမှာဖြစ်ကြောင်းအမေစကားတွေက အဆက်အဆက်မရှိ ရောက်တဲ့ရာရာတောရောက်တောင်ရောက်စိတ်ကူးတဲ့ရာပြောချင်ရာပြောသည်အကြီးလေးတင်ကစားသာမတတ်တဲ့မှန့်ညာကအလွန်ကောင်းတာဟဲ့သူ့မို့လဲနောက်ပိုင်းစတုတ်တွေငိုချင်းတွေကိုရတာအမေတို့မှရွာကို ဥဖိုးစိန်တို့ဥအောင်မောင်းတို့လာကတော့နောက်ပိုင်းစတုတ်ကြည့်ရင်မျက်ရည်တောင်ကျမိတယ်အဲ့တော့အကြီးလေးတင်က နောက်နေ့ဝါကောင်းရင်ဆိုပြတော့အမေတို့လည်းထပ်ပြီးလွှမ်းရပြန်မကောသူခဏခဏဆိုပြတော့အမေတို့တော့မှတ်မိနေတယ်အဲဟိုဟိုငိုချင်းလေအကြီးလေးတင်ဤလက်ကြရနေသည်အမေသည်သူ့ငိုချင်းနဲ့နေမျောဖို့ဟန်ပြင်းနေစဉ်အပြင်ကအဖေပြန်လာတော့အဖေကိုမြင်လိုက်ရ၍အတန်တိတ်သွားနေတော့သည်တဦးလေးသောပြိဿတ်ဖြစ်သူကျွန်တော်ခမရလဲအမေငိုချင်းမဆုံး၍ကတိကောက်အောက်ကြီးဖြစ်သွားခဲ့သည် မြမဆက်သက်ပင်ဤနောက်ပိုင်းဇတုတ်တွေကငိုချင်းများသည်အလွမ်းကိုခေါ်ကျူးနေပါသည် ကျွန်တော်လည်းအမေစီကငိုချင်းကိုနားထောင်ရင်းအကြီးလေးတင်ဤအလွမ်းကို ရေးရေးရိပ်ရိပ်တွေ့မြင်လာရသည်တညတော့အဖေနှင့်စကားဆက်မိဆက်ရာပြောကြရင်အကြီးလေးတင်နှင့်ငိုချင်းနှင့်အကြောင်းမြောက်သွားသည်မင်းအမေပြောတာဟုတ်တယ်ကွာအကြီးလေးတင်က အမှန်အတသိတ်ကောင်းတာကိုဒွါမှလာကားကြတဲ့ဇက်တွေရဲ့နောက်ပိုင်းဇတုတ်တွေကငိုချင်းမှန်သမျှကိုသူအကုန်ရတယ် ဘယ်တော့မှမမေ့ဘူးတခုတော့အံ့ဩစရာကောင်းနေပြီမင်းသားမင်းသမီးတွေရဲ့နှစ်ပါးသားတရှင်းနေကြတော့ तू မရပြန်ဘူး तू မှညာကဆွဲမိဆွဲရဆွဲတဲ့သဘောထင်ပါရဲ့ကွာအဖေတို့ငငယ်တော်ကအတန်ရှက်ဆက်ဆိုတာလေဆယ်ရွာစုမှာတလုံးမရှိနေတော့တရှင်းသားတော်ဘုရားခတ်တယ်ကွာရွာကိုဇက်တွေလာကြတော့မှပဲဇက်သေးကတရှင်းတွေကိုအမေရလိုက်ကြက်ပြီးပြန်ဆိုကြရတာလေအကြီးလေးတင်ကလွဲလို့တရှင်းအစာဆုံးဘသူကမှမရကြဘူး သူကလည်းငိုချင်းပဲရတော့မင်းရဲ့မေတို့လည်းသူ့ရတဲ့တချင်းအဲငိုချင်းတချင်းကိုလိုက်ဆိုပြီးအပန်းဖြေကြရချာပြောရအောင်မယ်အကြီးလေးတင်ကမင်းရဲ့မေကိုရှစ်ချတာလားမင်းရဲ့မေကလည်းသူ့အပေါ်အတော်ဆိုးတာကွာတညကွာမှတ်မှတ်ရရလာကြတဲ့အရှိအကြီးလေးတင်တို့အင်ရှိကတလင်းဝိုင်းထဲမှာဝိုင်းစုပြီးမြေပဲစွတ်နေကြတာကွာအဲ့ဒါမှမင်းရဲ့မေကပြင်းလိုက်တာကောင်းပါရဲ့ငိုချင်းလေးတစ်ပုဒ်လောက်စိုးပြစားမအောင်လို့ခိုင်းတယ် အကြီးလေးတင်ကသူ့အဖေကြားသွားရင်စိတ်ဆိုးမှမို့နင်းချတာအဖေကပြောလဲစစကားကိုရှေ့သို့မဆက်ဘဲတခဏရပ်လိုက်ပြီး နိုင်ရန်စီတို့ငေးစားကြည့်နေတော့အဖေဤမျက်လုံးတွေထဲမှာရွာဤပုံရိပ်တွေထင်ဟပ်နေပါလိမ့်ပြီကျွန်တော်တို့ရွာတွင်မြေသေးဖို့ချင်ရောက်ပါကအခင်းထဲမှာမြေသေးပင်တွေကိုနှုတ်ပြီးအိမ်တို့လဲနေတိုက်လာလေရှိသည်ပြီးမှအိမ်ရှိတလင်းထဲမှာစုပုံ၍နေပူလှမ်းအလျှောက်ခံသည် တုံးရဲ့နေပြပေးပါက မြေဘဲအပင်လေးလဲလျှောက်သွားပြီဒီလိုအချိန်ညအခါနာတာတာတွင်ဝိုင်းဖွဲ၍အမြင့်မှတီးနေကြသည့်မြေဘဲတွေကိုစွတ်ယူရသည် ကျွန်တော်လဲငငယ်ကအမေနှင့်အတူမြေဘဲစွတ်ခဲ့ဘူးသည် မြေဘဲတပြေစွတ်ခငါးပြားရသည်အကြီးလေးတိမ်ရဲ့အဖေနာမည်ကအိုးမင်းစိန်နဲ့အရက်ရှိရှိထောင်းထောင်းမောင်းမောင်းပြောင်းဖူးဘက်ဆက်လက်ကြီးဖွားပြီးခက်အေးအေးနေတတ်တယ် ဘသူနဲ့မှအချင်းကြကြစကားပြောတာမဟုတ်ဘူးစိတ်တော်ဆက်တယ်ဟိသူသားသမီးတွေကိုစိတ်တိုင်းမကြရင်ထရိုက်တာရိုက်နေရင်လည်းအရိုက်ခံရတဲ့သူကညော့နေအောင်ခံရတာဟာအဲ့ဒါကိုတိလိုက်ရက်နဲ့မင်းအမေကလည်းတပူပူတကြီးကြီးလှုပ်ပြီးငိုချင်းဆူခိုင်းတယ်လေအကြီးလေးတင်ခင်ဗျာမငင်းရတော့ပဲဆူရတာပေါ့ပါဖြစ်ရှင်တော့ဆူမဲ့ဆူတော့လေဖုံးကြီးပြန်အေးရင်ကျူတဲ့တရှင်ကြီးကွာ အဲ့ဒီတော့ကရွာအနောက်ချောင်းဆရာတော်ဦးမလာအောင်တော်တော်နာမကျန်းဖြစ်နေချာတာဒါကိုဘယ်သူမှတတိမထားမိကြဘူးအကြီးလေးတင်ကအစတော့တိုးတိုးလေးဆိုတာ နောက်ပိုင်းဆိုရင်းနဲ့ဇံဝင်သွားပြီးအတန်ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကြဲကြဲလာတယ်ဟာအဖြစ်ကဆိုးလိုက်တာကွာဗာကြီးမင်းစိန်ထမ်းပလက်ပြားကြီးကင်ဆွဲပြီးအိမ်ထဲကပြေးထွက်လာတာဟေးအကြီးလေးတင်မှမတိလိုက်ချဘူးလူတို့ပုံမနေခြင်းလို့ ထေရရှင်များကကြွတယ်လေလို့တုံနေတော့ဘာကြီးမင်းစိန်ကတေချင်းဆိုးမှနမိတ်မရှိနမမရှိငိုချင်းချနေတယ်ဒီတော့တောင်ရှိလာတာကဲဟာကဲဟာဆိုပြီးထမ်းပလက်ပြားကြီးနဲ့လှိမ့်တွေ့တာကွာမင်းရဲ့မေတို့အားလုံးလည်းကြောင်အားလန်အားနဲ့အကုန်ထွက်ပြေးသွားကြတာပေါ့ကွာမမေသမီးပြန်ပြောနေသည့်အဖေမျက်နှာတွေတွင် အပြုံးရိပ်ကလေးတွေပေါ်လာခဲ့သည်ကျွန်တော်လည်းအဖေနဲ့အတူပြုံးပေါ်ရဲပေါ်ရှိခဲ့ပေမယ့် အရိုက်ခံရသည့်အရေးလေးတင်ဤပုံရိပ်ကိုမှန်းဆကြည့်ရင်စိတ်မကောင်းဖြစ်သွားမိသည်အိမ်တော်မကြခင်ကဖခင်ဤအရိုက်နှက်ကိုခံခဲ့ရသည်အိမ်တော်ကြပြန်တော့လဲလင်းယောက်ျားဤအရိုက်အနှက်မှမလွတ်နိုင်အရေးလေးတင်ဤကံစားသာသည့်အရိုက်အနှက်ခံရမည်ဂျိုနတ်ခန်များနဲ့ဂဟေဆက်လာခဲ့သည်လားမပြောတတ်ပါအစကနဦးတော်ခလေးလိုတချုပ်ချုပ်ငိုနေချသည့်အကြီးလေးတင်ကို အငိုရက်တော့အောင်မြေကဲ့သို့လျှော့ရမည်နည်းဟုစဉ်းစားခဲ့သည်သို့တော်လည်းသူ့အငိုနှင့်အလွမ်းသည် ကျွန်တော်နှလုံးသားအားဖိုးဆွနေ၍လျှော့ရမည်ကိစ္စကိုမေ့ကာရင်ထဲတွင်တင်းကျပ်သွားခဲ့ရသည်ကိုကိုကိုတတိမပြုတ်ခင် စိတ်အာရုံတွေကလျှက်ရက်တစ်ပြက်ပြေးထွက်သွားခဲ့သည် မင်းအဖေကလေဂျာကိုရောက်ရင်အကြီးလေးတင်ရေကျွန်တော်ကိုပဲရေဘွားကျော်နဲ့ချမောင်ဟင်းငရုတ်သီးဆက်ဆက်ကလေးချက်ကျွေးစမ်းမှာဟဲ့တဲ့ ဟဲ့မောင်ထိုးချွေမင်းတို့မျိုးကြီးသားပါစံနဲ့အဲ့ဒီဟင်းနေအျောဝင်ပါမလားတို့မေးတော့ရေလိုက်တာကျွန်တော်ကအကြီးလေးတင်ချက်ကျွေးတာကိုစားကျင်တာလို့ပြောချတယ်သူခိုင်းတော့ချက်ပြေးလိုက်ရတာပေါ့ဟဲ့စားလိုက်တာကွယ်အာရပါရပဲအခုတော့မောင်ထိုးချွေလည်းမရှိချဘူးနော်ရှင်များရှိသိရင်သူကြိုက်ရှာမှာသူကြိုက်တာလေးတွေချက်ကျွေးကျင်လိုက်တာကွယ်ဟုတ်ပြောရင် အတန်လီတိုးတိမ်သွားကအဖေအားတတိတရားနှင့်ဟိုချာသည်အဖေနှင့်အမေကိုတန်းတားရင်းလွမ်းမြည်ရင်နှင့်ငိုပွဲဆင်နေသည့်အကြီးလေးတင်အားကျွန်တော်ငေးကြည့်နေမိသည်တန်းစဉ်ကြည်လင်သောမျက်ရည်ပုံများသည်အနားမှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေသည့်ဇနီးတဲ့ကိုလည်းမျက်ရည်တွေဝိုင်းလေလာကြည့်ခဲ့ပြီအမှန်တော့အကြီးလေးတင်သည် ပင်ပေါ်ဆယ်ရင်ဖြူစင်မှုနှင့်တွားလေသူတို့အားအလွမ်းစိတ်နှင့်ပြောပြနေခြင်းဖြစ်သည် မြေသူကိုမဆိုမေတ္တာစိတ်ဖြင့်သာကြည်တက်ခံစားတတ်သည်အိမ်တော်ကြပြီးနောက်ငိုချင်းတွေမဆိုတော့ပေမယ့်အာသူမအိမ်ကိုသွား၍တေသူအကြောင်းတပွဲတည်းနဲ့ပြော၍ငိုတတ်သည်ပြောလိုက်ငိုလိုက်နေမှုအနည်းနာရှိသူတွေပါမျက်ရည်မစဲနိုင်ရှာတော့အဲ့ဒါလို့ငိုခဲ့တာကိုနတ်တူးအာသူပမှာဂျုံပေးခဲ့ရသည်ကိုနတ်တူးကခတ်ဆိုးဆိုအမြဲတမ်းထရေမူပြီးရွာထဲမှာရန်ကားနေသူ ရွာခုဆိုတော့လဲတရွာလုံးလိုလိုဆွေမျိုးဆက်လျင်တော်ဆက်ကြသူတွေကြီးဖြစ်၍သူဆွေမျိုး ကိုအမျိုးစိတ်ဖြင့်အမားမှန်မခွဲခြားပဲခွင့်လွတ်တီးခံလေးရှိကြသည်ကိုနဲ့တွေးဒုက္ခကိုတရွာလုံးခံခဲ့ကြရ၍သူတည်ဆုံးသွားသည့်အချိန်တွင်ဝိတ်ကျွတ်သွားပြီးအတွေ့ဖြင့်အာလုံးပေါ်ပါသွားကြသည် နာရင်းအိမ်ကိုလာကြတဲ့သူတိုင်းညီသူမျှမျက်ရည်မကြသို့တော်အကြီးလေးတင်ကိုတော့ရှင်းချက်ထားရလေတော့သည် ာသူမအလောင်းပြင်းပြီးမကြခင်ဖြင်းတစ်ပတ်ကလေးခေါင်းပေါ်တင်၍အကြီးလေးတင်ရောက်လာခဲ့သည်ဖြာကျန်းတွေပေါ်မှာမျက်နှာအိုအိုနဲ့စူး၍ထိုင်နေကြသည့်မိန်းမတွေကနေရာဖယ်ပေးတော်လဲမထိုင်ပါအလောင်းပြင်ထားသည့်နေရာစီသို့တန်တန်မမတ်သွား၍ကဒင်းအစွန်းမှထိုင်လိုက်သည်ထို့နောက်အတက်ဝက်ညင်ကင်းမဲ့နေသည့်ကိုနေတူးကိုမေးဆ၍ကြည့်နေသည်နတ်တူငါတူလေအရေးလာပြီလေ အရေးလေးကျုပ်ကိုပတ်စံပေးမအောင်နဲ့ပေးမှာပါတော့ငါတို့လေးအတွက်ပေးမှာပေါ့ငါတို့လေးကထရေမမွေးအကောင်းလေးပဲလေရွာထိတ်ကတရားလေးပြတ်တော့အရေးလေးဘာမှစိတ်မပူနဲ့ကျုပ်ပြင်ပေးမယ်လို့ဆိုတာလေမဖွားစင်ကြီးနေမကောင်းတော့မင်းပဲအစာဆုံးပြုစုပြီးအလောင်းမြေကြတဲ့အထိဥဆောင်လုပ်ပေးသွားတာလေငါတို့လေးရဲ့ နတ်သူငါတို့လေးရဲ့အခုတော့အခုတော့အကြီးလေးတို့ကိုခွဲသွားပြီလားအကြီးလေးကိုပြောပါဦးနတ်သူရဲ့အကြီးလေးတင်ရင်အပြောဆိုကအာသုဘတစ်ခုလုံးကိုလွှမ်းခြုံသွားသည်လူတိုင်းလူတိုင်းမှာအကောင်းနှင့်အဆိုးဒွန်တွဲလျက်ရှိသည်အဆိုးသည်မုံဒီချင်းနှင့်ဆက်စုပ်ရွှန်ရှာမှုကိုပောက်ပွားစေသည်အဆိုးကအာသာကလည်းရင်အကောင်းသည်တိမ်မြုပ်ပျောက်ွယ်၍နေတတ်သည် တို့ညတွင်အစိုးရကအကောင်းကို မြတ်တာစိတ်ဖြင့်ကြည့်လျင်မြင်တတ်စမြဲဖြစ်သည်ဤတို့ဖြင့်အရေးလေးတင်ဤနတ်တူအပေါ်မှာထားခဲ့သောမြတ်တာစိတ်သည် အာသူမလာချူးကြသူများအလုံးကိုရိုက်ခတ်သွားခဲ့သည်ကျွန်တော်တို့အလုံးမြတ်တာမြန်မြန်ပုတ်ခတ်ပုတ်ခတ်လို့ရင်အရေးလေးတင်အားငေးမော၍ကြည်နေကြသည်နတ်တူရေငါတူလေးတန်းအေးကိုတွေ့ရင် ပြောလိုက်ပါအောင်နော်ဒီနေ့သူ့ရာလေးကကောင်းလိုက်တာလို့ ရှင်အုံးမေကိုလည်းအကြီးကမှားလိုက်တယ်။သူ့သားကြော်စံနဲ့ကြားမရင်မှုဖြစ်သွားပြီလို့နော်။တန်တရာကြီးကိုတာမန်ခရီးဟုအကြီးလေးတင် တွေးထင်နေသလားမပြောတဲ့။ကိုနေတူးကိုရှေ့ကတေသွားသူတွေနဲ့တွေ့လျင် ပြောပြဖို့တဖွာဖာမှကြားနေချသည်ဘူး။အကြီးလေးတင်အမှားစကားတွေကမဆုံးနိုင်။ဒွေးတော်များကိုကြီးပေါ်ထေရွာတောင်ပိုင်းကခလေးမီးမပွားနိုင်မဲ့တေဆုံးသွားခဲ့သည့်မအေးရှူ။ဦးပြားမောင် စသဖြင့်တေဆုံးသူ ကိုနတူးကိုအကြောင်းပြု၍အခြားကွဲလွန်အနှိမ့်စရောက်သွားသူတို့ကတနွယ်ငယ်တဆင်ပါပြီတခွဲ့တနွယ်ပြောနေငိုနေသည့်အကြီးလေးတင်ကိုကြည့်ရင် အာသူမလာကြသူတွေအလုံးလွမ်းကြရလိမ့်ပြီဘဝတစ်ပါးတို့ခရီးထွက်ခွာသွားကြလေသောသူ့ဆွေမျိုးကိုယ့်ဆွေမျိုးတွေကိုအလွမ်းစိတ်ဖြင့်မျက်ရည်ကြရလိမ့်ပြီအမေလည်းကွဲလွန်အနှိမ့်စရောက်သွားခဲ့ချာသည့်ကျွန်တော်အဖိုးနှင့်အဖွားကိုတတိယရင်ငိုရှာသည် အမေကိုတော့ဘာမှမသိပဲကျွန်တော်လည်းငိုရပါသည် အာဓုဘတအိမ်လုံးငိုတန်ဆိုင်တန်တို့ဖြင့်ဖုံးလွှမ်းနေလေရဲ့ယခုတော့ကကျွန်တော်ဒီအကြီးလေးတင်အားငေးကြည့်ရင် အဖေနဲ့အမေကို ပြန်လည်၍တတိယကရင်ဆိုး၍မျက်ရည်တွေဆို၍ဒါရပါတော့သည်တတိနှင့်ရှင်တွဲမရှိတော့သည့်အတိမတ်ညာတွေထဲမှာအဖေနဲ့အမေကို တွေ့လာရသည်မိဘနှစ်ပါး၏ရင်ခွေးအောက်မှလူလားမြောက်ကြီးပြင်းလာကြရသည် ဘဝမြင်ကွင်းတွေကို ဖြိုးဖြိုးဖြက်ဖြက်တွေ့မြင်လာရသည်။လွင်မျောနေသောစိတ်အာရုံထဲမှာအကြီးလေးတင်ရင်အတန်ကကြားတစ်ချက်မကြားတစ်ချက်။ဟဲ့ဒီကလေးတွေကဘယ်သူတွေတော့မင်းသားသမီးတွေလား။သူ့အငုံကိုလက်စသိမ်းလိုက်ပြီးနောက်အနားမှ ရှိနေကြသည်။တမီးနှစ်ယောက်ကိုမင်းကောပြရင်အကြီးလေးတင်က မေးသည်။ရုတ်တရက်မှမကြားလိုက်မီ။တနည်းတဲ့ကလက်တို့လိုက်တော့မှအိမ်မက်ကနန်းနိုးသွားပြီးဟုတ်တယ်အကြီးလေးတင် ဟုပြောလိုက်ရသည်ကလေးနှစ်ယောက်စီတို့စိတ်အာရုံပြောင်းသွားခြင်းကြောင့်ကျွန်တော်ဝမ်းသာသွားသည်ဘဝနေဝင်ချိန်အမေအိုဤနှလုံးသားမှာပူနွေးမျက်ရည်စတွေဖုံးလွှမ်းမနေစေချင်တော့ပါထို့အတူကျွန်တော်လည်းအလွမ်းကိုမခံစားနိုင်ဝန်းတော့ပါမျက်နှာမှာမျက်ရည်စတွေကင်းစင်၍ကြည်ကြည်လင်လင်ရှိသွားခဲ့ပြီဟုယူဆခဲ့သည်တို့ရတွင် ကျွန်တော်ပန်းစားချက်လွဲမှားသွားခဲ့ရပြန်ပြီ။အော်မတ်တင်ညွန်းမတ်တင်ညွန်း ူမြေးတွေကိုတိတ်ရှစ်ရှာတာဒီကလေးနှစ်ယောက်ငယ်ငယ်တုန်းကကြွားကိုလာကလေးဘူးတာပေါ့တော့ပန်းတို့ရောက်ခေါင်းဝင်လေးတွေဝတ်ထားတဲ့ကလေးနှစ်ယောက်ကိုလက်ဆွဲပြီးငါအိမ်ကိုရောက်လာခဲ့တာလေအကြီးလေးတင်ကျုံမြေးတွေကမလာဘူးလားလို့မေးလိုက်တာလှပါတော့လှပါလှပါလို့ငါကပြောလိုက်ရောမင်းအမေမျက်နာက ဝင်းထိန်သွားလိုက်တာလေအင်းအခုတော့လေတူမြေးတွေအနာမရှိချတော့ဘူးပေါ့လေ မူတံဖြင့်ရောထွေရင်ပြောနေသည့်စကားသံတွင်ကိုနားထောင်ရင်တက်ပြင်းရှိုက်ထုတ်လိုက်မိသည်အကြီးလေးတင်မို့သာဒီလောက်မှတ်မိသည်ကျွန်တော်မှာတော့သူ့လိုမတွေးမိမမှတ်မိထိုတွေးများဖြင့်လွမ်းရကောင်းမှန်းလဲကျွန်တော်မသိခဲ့အဖေတို့ကဘာတွင်မှမသိဘူးငိုလိုက်ကြလားအကြီးလေးတင်ပြန်သွားပြီးနောက်သမီးကြီးကမျက်နှာရှုံ့မဲ့ပြရင်ပြောလိုက်သည်အခန်းထဲမှာတရှင်းစီတီပြဖွင့်ပြီးနားထောင်ဖို့စိတ်ကူးလေးပြတ်သွား၍ မကြင်မနက်ဖြစ်နေပုံများသည်ခံစားချက်မတူသောသူတို့နှလုံးသားတွေလက်ခံနိုင်အောင်ကျွန်တော်မိခဲ့သို့ရှင်းပြရမည်နီတမီးတို့လိုအရွယ်တုန်းကကျွန်တော်လည်းဒီလိုပဲ တွေးခဲ့ဘူးသည်ထို့သောကုခိကလေးတွေနဲ့ကျွန်တော်တို့ခေတ်ကာလနဲ့ဖြတ်သန်းမှုတွေကွာခြားခဲ့တယ်လို့ခံစားမှုတွေလည်းမတူညီတော့ပြီမန္တလေးမှပြန်ရောက်ပြီးတလားအကြာမှာအကြီးလေးတင် ဆုံးမသွားခဲ့သည်မဟာမုနိဘုရားကြီးကိုလည်းဖူးပြီးပြီ မောင်ထွန်းရှင်နဲ့မတ်တင်ညွန့်တို့အိမ်ကိုလည်းသွားပြီးငိုခဲ့ပြီးပြီတေပြောပါပြီအေးဟု ပြောသွားခဲ့သေးသည်တဲ့သူစိတ်ထဲမှာအဖေနဲ့အမေအတွက်မငိုရသေး၍ထိခိုက်ခံစားနေရဟန်ရှိသည် မွေးဖွားခြင်းနေခြင်းတည်ခြင်းဟုသည်ဘဝဤဖြစ်စဉ်တစ်ခုအရှိန်တန်တော့တည်ခြင်းတရားဖြင့်ရင်ဆိုင်၍ရှင်သန်ခြင်းကဏ္ဍအဆုံးသတ်လိုက်ရခြင်းသာသို့တော်ရှင်သန်နေခိုက်မှာလူသားတို့ဤနှလုံးသားသည် ဖြူစင်သောမေတ္တာတရားတွေဝန်းဖွဲ့ထားဖို့လိုပါသည်အဖေအကြီးလေးတင်ကငိုချင်းတွေနဲ့ရတယ်အာသုဘအိမ်ကိုလည်းတွားပြီးငိုတယ်ငိုစရာမရှိကြံဖန်းပြီးကြံဖန်းလွမ်းပြီးငိုနေတာလားဟုတခါကအဖေကိုမိုက်မိုက်မဲမဲမေးခဲ့ဘူးသည် မဟုတ်ဘူးကွအကြီးလေးတင်ဟာလွမ်းချင်းငိုချင်းရင်သူ့ဘဝမပြေလည်မှုတွေပဲတွေးပြီးငိုမှာပေါ့ သူ့အဖေကရောသူ့ယောက်ျားကရောတေလူမျိုးပိုင်းဖြစ်အောင်ရိုက်တာတော့မျက်ရည်တစ်စက်မကျခဲ့ဘူးဒါပေမဲ့သူများအပူကိုတော့မျှဝေခံစားပြီးမျက်ရည်ကျတာဟာမေတ္တာစိတ်ကြောင့်ကမင်းလည်းအတိသားပဲဘသူကမဆိုမေတ္တာထားပြီးကောင်းတဲ့အမြင်နဲ့ကြည့်တယ်ကောင်းတာတွေပဲတွေးတယ်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့တောသူအယိုးအအကြီးရဲ့ရင်ထဲမှာခွင်လွတ်တဲ့စိတ်တွေအမြဲရှိနေတယ်ဒီလိုမျိုးအဖေတို့မင်းတို့ရင်ထဲမှာအမြဲတမ်းရှိနိုင်ပါမလား အဖေဤစကားဆုံးတွင်ကျွန်တော်ငင်းငိုင်သွားခဲ့ရသည် အမုံဒေါသအာဃာတအညိုးအတင်းများဖြင့်ဖုံးလွှမ်းခြင်းခံနေရသော လူသားတို့ဤနှလုံးသားသည် အမဲလိုလိုပူလောင်နေလျက်ရှိသည်ထို့အပ်သူလူအဖွဲ့စီအတိုင်ဝန်းသည်လည်းအေးချမ်းမှုမရနိုင်တော့ပါဒီတော့မှမေတ္တာနဲ့ရှင်သောနှလုံးသားခံစားမှုကို နားလေသဘောပေါက်သွားရသည် တကယ်တော့အကြီးလေးတင်သည်ကျွန်တော်အားနေတာတစ်ခိုက်လူဘဝမှာအေးမြငြိမ်းချမ်းသည့် အတွေးအသည့်တွေဖြင့်ခံစား၍နေတတ်အောင်လက်ဆင့်ကမ်းသွားခဲ့မှမတွေးမိခဲ့အခုတော့အရေးလေးတင်ကို လွှမ်းရပါလိမ့်မည်ထိုလွှမ်းစိတ်ထဲမှာကျွန်တော်မိဘနှစ်ပါးလည်းရှိသည်ဘဝတစ်ပါးသို့ဆောလင်စွာကူးပြောင်းသွားခဲ့ကြသည့်ကျွန်တော်မိတ်ဆွေတို့ရှုရှိသည်အမုံဒေါသတို့ကင်းစင်သောနှလုံးသားထဲကမျက်ရည်များကို တွေ့မြင်နေရ၏ညှို့ထုံးလူဟုတ်ကဲ့ပါခင်ဗျာ ဆိုင်ရဲသူဆရာညိုထုံးလို့ရေးတာတော့ငိုရသူလို့အမည်ရတယ်။ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုကျေးဇူးထူးဝေတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။